ွေးချယ်စရာတွေအများကြီးရှိပေမဲ့ဘယ်လမ်းကိုရွေးရမလဲမသိဘူး။ဘာလို့လို့လုံးဝမမ်းမသိဖြစ်ပြီးတော့ဘာလို့မှမရွေးချယ်ကျင်တော့တဲ့အခြေအနေမျိုးဖြစ်ဘူးတယ်မလား။အဲ့ဒီခံစားချက်ကမင်းတယောက်တည်းဖြစ်နေတာမဟုတ်ပါဘူး။ဒီနေ့ခေတ်လူငယ်အများစုကြုံတွေ့နေရတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုပါ။စိတ်ပညာမှာဒီအခြေအနေကိုနာမည်တစ်ခုပေးရလို့ရှိရင် analysis paralysis လို့ခေါ်ပါတယ်။ DAP ဆိုတာကဘာလဲ။ဘာကြောင့်ဒီလိုမျိုးဖြစ်လာရတာလဲ။ အထူးသဖြင့်ကျွန်တော်တို့ရင်ဆိုင်နေရတဲ့နိုင်ငံရေးအခြေအနေနဲ့အခက်အခဲတွေကြောင့်ဖြစ်ရှင်တဲ့ဆန္ဒနဲ့ရွေးချယ်စရာတွေများလုံးနဲ့ပတ်ဝန်းကျင်ကဘယ်လိုမျိုးဆိုးဝါးစေလဲဆိုတော့စိတ်ပညာရှိတော်အောင်ရှင်းပြပြီးတော့ရေရတဲ့ဆုံးဖြတ်ချက်တွေရှာတွေ့ရတဲ့ရှင်းလင်းသွားမှာဖြစ်ပါတယ်။ဒီတော့ AP ဆိုတာကိုမြန်မာလိုဒိဗေပြန်လို့ရှိရင်ခွဲခြမ်းစိတ်ပြားရင်နဲ့ဆန္ဒပြပြသွားခြင်းလို့မှတ်ယူနိုင်ပါတယ်။အယုံချင်းဆုံးပြောရရင်ဆုံးဖြတ်ချက်တစ်ခုကိုမချခင်မှာအကောင်းဆိုးလေးကိုတေချာစီစစ်ပြီးစဉ်းစားလို့နဲ့အတွက်အစိုးသက်မှာဘာမှမလုပ်ဘဲနဲ့ရက်တန့်သွားတဲ့အခြေအနေကိုဆိုလိုတာပါစိတ်ပညာရှင်တွေကတော့ overthinking lead to inaction အတွေ့အကြုံများလို့လို့ရှိရင်တကယ်အလုံးဖြစ်တော်ဘူးလို့သတ်မှတ်ထားပါတယ်။ခင်ဗျားအထင်မှာပေါ့ငါအပြင်းကြီးရဲ့လူမျိုးလို့ဒီလိုမျိုးဖြစ်နေရလားဆိုပြီးတော့မဟုတ်ပါဘူး။အဲ့ဒါရဲ့စန့်ကျင်ဘက်ခင်ဗျားရဲ့အုံတော်ကအကောင်းဆုံးရလဒ်ကိုလိုချင်တဲ့အတွက်အမားတွေကိုကြောက်လို့လို့ပို့ပြီးတော့အမားနဲ့အောင်စူးစမ်းကြည့်နေတာပါ။ဒါမှမဟုတ်အဲ့လိုမျိုးစူးစမ်းကြည့်တဲ့ကြီးရပဲခင်ဗျားဘဝကိုဖျက်ဆီးနေတာပါ။ဒီတော့ main ဘွားကိုဘယ်လိုမျိုးထိခိုက်စေလဲဆိုတဲ့အကြောင်းဖြည့်ရှင်းဖို့အတွက်အချက်နှစ်ချက်ရှိပါတယ်။ပထမတစ်ခုကတော့ရွေးချယ်စရာအရင်များလုံးလား။မင်းကရုပ်ရှင်ကြည့်ဖို့ Telegram နဲ့ဝင်လိုက်တယ်။အဲ့မှာလည်းပထမအဆင့်ရွေးချယ်စရာ channel တွေအများကြီးကြားလာလိမ့်မယ်။ အဲ့ဒီမှာတခုကိုရွေးလိုက်ပြီးရုပ်ရှင်တွေအများကြီးတွေ့လို့ကြိုက်တဲ့ကားတွေကိုစေ့ထားလိုက်တယ်ကြီးစရာတွေအများများတယ်ဆိုပြီးစသချင်းမှတော့ပြောနေမှာပေါ့တကယ်လဲကြည့်ဟိုဘာကားကိုကြည့်လို့ကြည့်ရမှန်းမသိဘူးဒီကားကိုနည်းနည်းလေးကြည့်ပြရတယ်ပြင်းလာလို့ရှင်အာဒီကားကလည်းမကောင်းပါလားတခြားရုပ်ရှင်ကိုပြောင်းကွာဆိုတဲ့စိတ်နဲ့ရုပ်ရှင်ကတိုးလို့တန်းလန်းနေဖြစ်ပြီးတော့တကယ်အနှစ်သာရကိုအပြေအဝမရတော့ပါဘူးဒီပုံစံကိုအပြာကားကြည့်တဲ့ကောင်တွေပို့ပြီးတော့သိလိမ့်မယ်ဆိုတော့ရွေးချယ်စရာများတာကျွန်တော်တို့ပို့ပြီးတော့ပျော်ရွှင်မှုပေးနိုင်တယ်လို့ထင်ရပါပဲတကယ်တော့လုံးဝဆန့်ကျင်ပါပါဒါကို cognitive overload ။အုံတော်ကမနိုင်ဝထမ်းခြင်းနဲ့လို့အတိတ်ပဲမှတ်ယူနိုင်ပါတယ်။ကိုရွေးချယ်လိုက်တဲ့အခါမှာဒီတက်ပိုကောင်းတဲ့ကားကိုဘာလို့မရွေးမိရလဲဆိုနေစိတ်တယ်။ပျော်ရွှင်မှု level တွေကကျဆင်းသွားတတ်ပါတယ်။ဒါအထင်သာမြင်သာကိုပြတဲ့ဥပမာဖြစ်ပေမဲ့ဘာစားရမလဲ။ online သင်တန်းဘယ် phone brand ကိုဝယ်ရမလဲဆိုတာတွေကစဒီပြဿနာတွေကိုကြုံနေရပါတယ်။နောက်တဲ့ AB ဖြစ်စီတဲ့ချက်ကတော့ဟုတ်ပါတယ်။နိုင်ငံရေးအခြေအနေကြောက်ပါအခုလိုဟိုမြောက်ဒီမြောက်နိုင်ငံကြီးဖြစ်နေတဲ့ကာလမှာကိုပိုင်စီးပွားရေးလုပ်ငန်းကိုပဲစားတင်လာ။ဒါမှမဟုတ်လို့ရှင်ဂျပန်စားတင်ပြီးတော့ပဲကင်မူချီစီသွားရမလား။ဒီမှာဆက်နေပြီးတော့ငါပါလို့တင်တယ် ဘယ်တဲ့င်းတွေကိုယုံကြည်ရမလဲဘသူ့ကိုထောက်ခံရမလဲအနီလားအစိမ်းလားအကျွေးတဲ့အပြားလေးလားဒီလိုအချက်တွေကိုတွေးမိတိုင်းအနာဂတ်မရေရာမှုတွေကိုကျွန်တော်တို့လူငယ်အများစုကကြုံတွေ့နေရပါတယ်ဒါကြောင့်ကျွန်တော်တို့အုံနောက်ကအမှားမလုံးမိအောင်ရှောင်ဖို့အတွက်ဘာမှမလုပ်ဝင်နေတာအကောင်းဆုံးဆိုရယ်လမ်းကိုရွေးချယ်လိုက်ပါတယ်စိတ်ပညာကိုအခြေခံပြီးတော့ AP ဖြစ်နေသူဟုတ်မဟုတ်သိတာနိုင်တဲ့နိုင်ရှင်မှုတစ်ခုကိုလည်းကျွန်တော်တို့ပြပါမယ် ပရမပုံစံကတော့ maximalizer အမြင့်ဆုံးရလောက်ကိုလိုချင်တဲ့လူတွေဖြစ်ပြီးတော့ရေပူကအဖြစ်လေးလံမှုဘူဒူတာပိုရှိတယ်လို့အကောင်းဆုံးဆိုရယ်ဆန်နှုံးတွေနောက်ကိုလိုက်နေကြတဲ့လူတွေပါနောက်တစ်ခုကတော့ sensitizer လုံလောက်တဲ့ရလဒ်တစ်ခုနဲ့ပဲမျောလင့်ကျင်နေတဲ့လူတွေဖြစ်ပါတယ်ဆိုတော့အတိတ်အတိုင်းပဲ maximizer တွေက AP ဖြစ်ဖို့ပို့ပြီးအခွင့်အလမ်းများတယ်လို့ဒီနေ့က social media တွေကပေါ်ပြတဲ့ perfect ဆိုရယ်ပြည့်စုံတဲ့အရာတွေကိုပဲကြည့်နေခင်ဗျားရဲ့ဆုံးမြတ်ချက်တရားပါပြည့်စုံမှုနောက်ကိုလိုက်နေလို့ချင်းလာပါတယ်အခုကတော့ခင်ဗျားလိုချင်ဆုံးအပိုင်းဒီပြဿနာကြီးကိုဖြေရှင်းလို့ရလားလို့မြင်သိကူရပါတယ် ်ပထမဆုံးဆုံးဖြတ်ချက်တစ်ခုကိုအချိန်တက်မှတ်လိုက်ပါဒီကိစ္စကိုည6နာရီမှာနောက်ဆုံးထားပြီးလုပ်မယ်လို့ဆုံးဖြတ်လိုက်ရင်မင်းရဲ့အုံတော်ကအဲ့ချိန်မှာလည်းအတက်တွေကိုမတွေးဘဲနဲ့ငကိုရှိနေတဲ့အတွေးကိုပဲဆုံးဖြတ်ချက်ချဖို့ကြိုးစားပါလိမ့်မယ်နောက်တစ်ခုကတော့အကောင်းဆုံးဆိုတာရဲ့နောက်ကိုမလိုက်ပါနဲ့ငယ်ဘွားဥမာတစ်ခုပေးပါမယ် ကျောင်းသားဘွားစာတော်ရဲကောင်မလေးအမှတ်100မှာ65လောက်ရလို့ဆိုပြီးတော့ငိုနေတာမြင်မှုမှာပါဒီချိန်မှာမင်းကတော့36ကိုမော်ရီရှင်းတင်ပြီးလို့40နဲ့အောင်လာတဲ့ဟာကိုအရင်ကလွင့်ပြီးတော့ပျော်နေတာမျိုးဖြစ်ခဲ့ဘူးတယ်မလားဒီသဘောတိုင်းပဲမင်းကတမယားဘွားနဲ့ပြန်ပြီးတော့သူ့တတာဖို့ပြည်စုံနေဖို့မလိုပါဘူးဒါကနောက်ကန်တာပထမဆုံးစိတ်နေနဲ့ခုနကမင်းရတဲ့အောင်မြင်မှုတည်တည်လေးနဲ့ကိုကိုကိုပီတိဖြစ်ပြီးတော့ဂုဏ်ယူတတ်ဖို့လိုပါတယ်ဆိုတော့ဒီချက်မှာရလက်ကောင်ကတေးနေပါလိပြည်စုံမှာစတင်မယ်ဆိုတာတဲ့စိတ်ကန်စားမှုကအရာရာတာပါတယ်နံပါတ်3အချက်ကတော့အကြီးမတွင်းနဲ့ဖင်မရနဲ့ဒီချက်ကဥပမာနဲ့မင်းကဟက်ကဖြစ်ရှင်တယ် ်ကြီးတော့ Facebook အကောင့်တော်မှာလော့ချလို့ပြန်ပွင့်တတ်ဘူးဆိုရင်အဆင်မပြေဘူးဒါကြောင့်မို့ဖြစ်နိုင်တဲ့အခြေအနေအနေမှာတဆင်ချင်းတဆင်ချင်းသွားပါလောပါနဲ့နောက်ဆုံးချက်ကတော့ကိုယ်တိုင်မထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာအာရုံစိုက်မိနေတာပါနိုင်ငံရေးအခြေအနေကစိတ်ပျက်စရာကောင်းလိုက်တော့ကွာတိုင်မင်းရောဘယ်လိုမျိုးဆက်ဖြစ်မယ်လို့ထင်လဲဒီလိုအေးမပါတာတွေကမင်းအတွက်အကျိုးလည်းမရှိသလိုမင်းတကူတည်းပြောင်းလဲနိုင်စွမ်းလည်းမရှိလို့ရှောက်ပြီးတော့အာရုံနှောင့်မခံနဲ့ဘဘကြီးတွေလှုပ်လိုက်မယ်မကျေနပ်ဘူးဆိုလို့ရှင်တဲ့ဆော်ရက်တရက်ယူပြီးတော့ငချောက်သွားလှမ်းလိုက်အဲ့မှာမင်းကိုတက်ပုံလာရိုက်လိုက်မယ် ဆိုတော့မင်းထိန်းချုပ်လို့မရတဲ့အရာတွေပေါ်မှာတော့ကယူမနေနဲ့ကိုယ့်ရဲ့ကျန်းမာရေးပညာရေးနဲ့အသက်ရှင်ဖို့ပဲခီးဆိုင်ရှင်နေပြီဆိုတော့ချုပ်လိုက်မယ် analysis paralysis ဆိုတာအဓိကအဖြစ်ဉာဏ်ရည်နဲ့ငွေကြေးလေလေတန်းစားလို့တွေမှာပို့ပြီးအဖြစ်များပါတယ်တနေ့လုံးတနေ့စားရတော့စမ်းစစ်နိုင်စွာလည်းမရှိမင်းတို့မျိုးလည်းမတွေးခေါ်နိုင်ဘူးမှန်လဲဆန်မမှန်လဲခံတော့ပါချမ်းသာလို့နဲ့ကောင်းလေကြတော့လည်းငါတို့လိုမဟုတ်ဘူးသူတို့ရဲ့ဆန္ဒတွေကိုတူးချင်းဆွေးနွေးဖို့လူငှားတာကြီးစီးပွားရေးအကြံပေးတွေဒီလိုမျိုးစိတ်ပညာနဲ့ပတ်သက်တဲ့ side effect တွေကိုထိန်းချုပ်ဖို့သင်တန်းတက်တာတွေနောက်ပြီးလို့ရှိရင် MBA တက်တာတွေအဲ့လိုမျိုးတွေရှိကြတယ် ါမဲ့မင်းသိထားမှာ perfect is the enemy of good အကောင်းဆုံးလိုက်ရှိုင်တဲ့ကောင်းမှုတဲ့အရာတွေကိုလက်လွတ်မခံပါနဲ့လို့ပြောချင်တာဟုတ်လားမင်းပြကောင်မလေးကကောင်းနေပြီဆိုလို့ရှိရင်ဖင်ရားပြီးတော့မကောင်းတဲ့ကောင်မကြီးသွားရှာနေတယ်ဘဝမှာတခါတည်းရနိုင်တဲ့အရာတွေကိုတဲတဲချင်တယ်မလုပ်နိုင်နဲ့ဒီဗီဒီယိုကနေပြီးတော့အသိပညာတစ်ခုရသွားလို့ရှိရင်လည်းပြည့်စုံရင်တဲ့ border ID ကို sharing လုပ်ပြီးတော့ my metric ကို subscribe လုပ်သွားပါအောင်လို့တောင်းဆိုပါရစေနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်